ေးရတဲ့ဈေးနဲ့တန့်တဲ့ကုန်ပစ္စည်းဆိုတာဒါကိုပြောတာကုန်ပစ္စည်းတစ်ခုကိုလာပြီးကြော်ညာတယ်ဆိုတာကျွန်တော်ရမ်းတမ်းပြီးတော့မကြော်ညာဘူးတကယ်လဲစမ်းသုံးတယ်စမ်းသုံးလို့အဆင်ပြေမှလာပြီးခြားပြဂီတာတွေကျိုးမဲ့စနစ် wireless system ရှာနေတဲ့သူတွေအတွက်ဒီဗီဒီယိုကိုမဖြစ်မနေကြည့်ပေးပါနော်ဂီတာကေဘယ်ကျိုးတန်းလန်းကြီးနဲ့ဂီတာတီးရတာ စိတ်ရှုပ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုကခင်ဗျားတို့အတွက်အထောက်အကူဖြစ်မယ်ဆိုတာအာမခံပါတယ်ဒီလိုမျိုး180ဒီဂရီခောက်လို့တိမ်းလို့ရတယ် wireless နဲ့တည်းရဲ့သဘောတဘာဝအတိုင်း transmitter နဲ့ receiver နှစ်ခုပါမယ်ချိတ်ဆက်နေကတော့ power ဖြွေးလိုက်မယ်နှစ်ခုစလုံးဒီလိုမျိုးမီးအစိမ်းရောင်နှစ်ခုညင်တော့ပြီဆိုရင်ကျွန်တော်တို့အသုံးလို့ရပြီ transmitter ကြတော့ guitar နဲ့အသုံးပြုရမယ် ရစီဖာကိုကြတော့ကျွန်တော်တို့အသုံးပြုမဲ့ဂီတာ FM မှာထည့်ရမယ်မီတာ30အထိတော်လို့ရတယ်လို့ရေးထားတယ်ဒါပေမဲ့ကျွန်တော်တကယ်စမ်းသုံးတော့မီတာ20ကျော်ရင်အတန်အနည်းနည်းပြတ်တောက်ပြတ်တောက်ဖြစ်နေတာပေါ့နော်မီတာ30အထိလည်းမလို့အပ်ဘူးလို့ထင်ပါတယ်ခင်ဗျာအပြည့်အသွင်းထားရင်9နဲ့ရနေ6နာရီအထိအသုံးပြုလို့ရတယ်အပြောတက်တက်ပဲဆိုခင်ဗျားတို့ယုံမှာမဟုတ်ဘူးကျွန်တော်လက်တွေ့တမန်းတော့ thank you ကဲ့ဗျခမားတို့စိတ်ကျေနပ်မှုရမယ်ဆိုရင်အောက်မှာချင်းဝါလေးချပေးထားရဗျ